ဟောတနေ့တာလုံးမှာတနေ့တာလုံးမှာအလုပ်တွေလုပ်ရမယ်အိမ်ပြင်ထွက်ရမယ်လုပ်ငန်းကင်တာတွေသွားရမယ်လုပ်ရမယ်လုပ်ရမယ်သွားတဲ့အခါကျတော့အန္တရာယ်ဆိုတာခြုံတတ်တယ်အဆီးရင်အဆီးရင်နဲ့ပြောကြတယ်မမျောလင့်မဲနဲ့ဖြစ်တာကိုအဆီးရင်လို့ခေါ်တာပဲအဲ့တော့အန္တရာယ်ဆိုတာတွေကိုခြုံတတ်တော့ဒီအန္တရာယ်တွေမကြုံကြရအောင်ဘာလုပ်ဖို့လိုအပ်တယ်လဲဆိုတာ မှန်ကန်တဲ့ဤတစ်ခုနဲ့အန္တရာယ်တွေကိုမကြုံမှုပြရအတွက်ဟောဒီဒုတိယတတိယမြောက်သရုပ်ထမြောက်ခါထာလေးကပြောတော်မူဆိုသဗ္ဗေဗုဒ္ဓဗလပတ္တာပိစိကံနစယံပလံအရဟန္တာနိစတေစေနရက္ခံဗန္ဒာမိသဗ္ဗတောရက္ခဆိုတာအဆောင်အရှောင်အကာအကွယ်တစ်ခုလုံလိုက်တယ်အေးဒါကြောင့်မို့လို့ပြောကြတယ် ခေးသွားလို့ရှိရင်တမုတ်တွေရွတ်သွားတယ်ဆိုတာတမုတ်တွေဆိုတာဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာဒါလည်းဘုရားကိုအာယုံပြုလိုက်တဲ့ဖြင့်ကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားတယ်အဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလိုတာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ပေါ့ဘုရားကိုအာယုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းလို့ဆိုတော့ရခံဗန္ဒာမိတပ္ပတော်အရက်ခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအကွယ်ဖြစ်အောင် ဆောင်းလျှောက်ကိုလုတ်ပါတယ်တဲ့။ဘာနဲ့အဆောင်းလျှောက်ကိုလုတ်တာလို့ဆိုတတ္တိဘုဒ္ဓဗလပတ္တာ။ဖရာတွေဆိုတာစွမ်းအားအမတမချီးတယ်။ကာယဗလညာနာဗလဆိုတာလို့စွမ်းအားချီးတယ်။ဖရာမန္တမစွမ်းအားတွေအမတန်ချီးတယ်။အဲ့ဒီဖရာတွေရဲ့စွမ်းအားကို အသုံးပြုပြီးတော့ဟုတ်လားအနည်းခင်းမှုကိုဆောင်းလျှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့သူတို့ပြောတာ။ ဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချီကျူးလိုက်တာပဲသဗ္ဗေဗုဒ္ဓဗလပတ္တာဆိုဘုရားရှင်ဒီအားလုံးဟာကာယဗလညာနာဗလဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်အဲ့ဒီဘုရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်ဒါလည်းအမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်ပိစိကံင်းစာယံဗလံဘုရားတယ်ဟောကဘုပိစိကဗုဒ္ဓရှင်မြတ်တွေလည်းစွမ်းအားတွေရှိတယ် အဲ့ဒီစွမ်းအားတွေနဲ့ကာကွယ်လုပ်ပါအရဟန္တာနိစ္စတေစေတရဟန္တာပုဂ္ဂိုလ်ရဲ့အရှိန်အဝါတွေလည်းရှိတယ်အဲ့ဒီအရှိန်အဝါတွေကိုတုံးချပြီးတော့ဟောလာကို့အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဘုရားကိုချီးမွမ်းပြီးတော့ဘုရားရဲ့စွမ်းအားတွေယင်တဲ့ရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပစ္စေကဘုရားရဲ့စွမ်းအားတွေယင်တဲ့ရောက်အောင်လုပ်တယ်ရဟန္တာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားတွေ ဒါအာယုံပြုဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဖရာတွေအများကြီးရှိတယ်အဲ့ဒီပွင့်သွားတဲ့ဖရာတွေကိုစိတ်ထဲကအာယုံပြုလိုက်ပြုပြီးတော့အဲ့ဒီဖရာတွေအားလုံးဟာစွမ်းအားကြီးမားတော်မူကြတယ်တခါပိဿကဗုဒ္ဓတွေပွင့်သွားကြတာလည်းမဟုတ်ဘူးအဲ့ဒီပိဿကဗုဒ္ဓတွေရဲ့စွမ်းအားလည်းမနမကြီးမားတယ်လောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းစွမ်းအားအမတမ်းချီးတယ် အဲ့ဒီအရှင်မြတ်တည်းရဲ့စွမ်းအားဟာကျွန်ုပ်တို့အဆောင်ရှောက်ဖြစ်ပါသေးတယ်။ဒါအင်တန်ကောင်းတဲ့အတိတ်ပဲဖရာတရားတန်ခါကိုကိုကတတိယပြီးတော့ဆောင်ရှောက်လုပ်တဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့။အဲ့တော့နန္နခင်းမှာ အိပ်ပြင်ထွက်အလုံးလုံးခီးသွာအလုံးလုံးတဲ့အခါမှာဒီလိုအကာအကွယ်ဆောင်ရှောက်ကလေးနဲ့လှုပ်သွားဖို့အတွက်ပုပ္ပန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြတယ်